အလုံးမဲမင်္ဂလာပါရှင် To Sleepy Hand Channel လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စားသောက်ဆိုင်ကြီးမှာရောင်းတဲ့ပုံစံအတိုင်းရှူရှဲပွင့်ထက်စီမဲ့ပရှူထမင်းကြော်လေးကိုအိမ်မှာပဲအလွယ်တကူကြော်ပြမှာဖြစ်ပါတယ်ချင်းငန်ဆက်အရသာလေးနဲ့တမျိုးကောင်းတာမို့လိုက်ပြီးတော့ချက်စားကြည့်ကြပါအောင်ရှင် ပတ်ရှူးထမင်းကြော်မှုအတွက်သူကတော့ထမင်းကိုတစ်ခါပြင်းမောင်းမောက်လေးအသုံးပြုထားပါတယ်။အသီးရွက်ကတော့အိမ်မှာရှိတဲ့မုံလာဦးနဲ့အဲပဲသီးလေးကိုပဲထည့်ထားပါတယ်။အသားကတော့ချက်သားအနေငယ်ကိုအသုံးပြုပါတယ်။ချက်သွန်ဖြူငရုတ်သီးစိမ်ချက်ဥနဲ့ရှမ်းမွန်ချင်းချင်းတို့ကတော့မရှိမဖြစ်လိုအပ်ပါတယ်။ ထူးကတော့ဒီကလောဘက်ကထွက်တဲ့ရှမ်းမုံညင်းချင်းလေးကိုအသုံးပြုထားပါတယ်။သူကဒီမုံညင်းချင်းပေါ်မှာမူတည်ပြီးတော့လည်းအရသာကွဲသွားနိုင်ပါတယ်။ဒါလေးကတော့တော်တော်ကိုစားလို့ကောင်းတဲ့အထက်မှာပါဝင်ပါတယ်။ဒီရှမ်းမုံညင်းချင်းလေးကတော့ကိုကြော်မဲ့ထမင်းပေါ်မှာမူတည်ပြီးတော့အအနေငယ်ချိန်ပြီးတော့ထည့်ရမှာဖြစ်ပါတယ်။ပြီးရခါမှာတော့နုံနုံကလေးဆင်းပြီးတော့ထည့်လို့ရပါတယ်။ ဒီကြက်ဥကတော့တလုံးက half right ထားပြီးတော့တလုံးကထမင်းကြော်လေးကိုထည့်มาဖြစ်ပါတယ်။ကြက်သားကတော့ရင်မုံတစ်ခုရဲ့သုံးမုံတစ်ပုံလောက်ကိုခက်သေးသေးလေးတုံးထားတာဖြစ်ပါတယ်။အသီးရွက်လေးတွေကိုလည်းပဲကိုယ်လိုချင်တဲ့ပုံစံလေးတွေအတိုင်းလီးဖြတ်ထားပါမယ်။အရင်ဆုံးထမင်းလေးကိုအရာသာထည့်ပြီးတော့နေထားပါမယ်။စားလက်ဖက်စားစွန်းတစ်စွန်းထည့်ပါရစေ။ စသားမုံလဖန်စားစွန်းတစွန်းထဲပါမယ်။တခြားလဖန်စားစွန်းတဝက်လောက်ထဲပါမယ်။ဘင်းငံမြားကြီးအကျဲဟင်ခန်စွန်းနဲ့တစွန်းထဲပါတယ်။ပြီးရင်တော့အချင်းအရာသာအတွက်ရှာလကာကြီးဒါမှမဟုတ်ရင်တန်မြားကြီးဒီဟင်ခန်စွန်းတစွန်းစာလောက်ကိုထဲပါမယ်။ အားလုံးထည့်ပြီးသွားပြီဆိုရင်တော့သူကတော့ဇွန်လေးနဲ့ပဲခပ်ဖွားဖွားနေလိုက်ပါတယ်သူဦးမှာရှိတဲ့ထမင်းချန်လေးကနည်းနည်းပြော့နေရဲ့အတွက်ကြောင့်မလို့လက်နဲ့မနေတော့ပါဘူးပြီးရင်တော့ထမင်းကြော်လေးနဲ့တွဲစားဖို့အတွက်ကျဲဥဟက်ဖရိုင်းလေးကိုအရင်ကြော်လိုက်ပါတယ် ပြီးရင်တော့စားလေးအနည်းငယ်ထည့်ပြီးတော့ကိုလိုချင်တဲ့အနှစ်ပုံစံလေးရအောင်ကြောပါမယ်။တချို့ကတော့အနှစ်ကြိုက်ချက်တာကြိုက်သလိုတချို့ကတော့အနှစ်ချက်တဲ့ဟာကိုမကြိုက်တာမျိုးရှိပါတယ်။အခုဆိုရင်တော့ပရှုထမင်းကြော်လေးစားပြီးတော့ကြော်ပါတော့မယ်။သူကတော့စီကိုဟင်းခတ်စွန်းနဲ့တစွန်းသုံးပါတယ်အရင်ဆုံးကြက်သွန်ဖြူအနည်းငယ်ထည့်ပြီးတော့စီတတ်ပါမယ် ကျက်သွန်ဖြူလေးမှုေးပြီးတော့ကျက်လာပြီဆိုရင်စက်သားလေးကိုထည့်ပါမယ်။ပြီးရင်တော့စက်သားလေးအမြဲတမ်းပြောင်းအောင်လို့မြေုပ်ကောင်းလေးပါနည်းနည်းထည့်လိုက်ပါရစေ။ပြီးရင်တော့ဒီစက်သားလေးကိုအရသာဝင်အောင်လို့စားလေးအနည်းငယ်လေးထည့်လိုက်ပါမယ်။သူကတော့စက်သားလေးကိုအစာရေကဘာမှနည်းမထားတာမို့ပါ။ ဒီချက်သားလေးတွေအဲချက်ပြီးတော့အပေါ်ကြောလေးတွေတင်းလာပြီဆိုရင် အသီးရွက်လေးတွေကိုထည့်ပါမယ်ဒီအသီးရွက်ကလေးတွေကဒီထက်ဆုံဆုံလေးလေးလေးဆိုရင် ပို့ပြီးတော့ကောင်းပါတယ်ဒီပြီးတော့ဘူစားပဲမှန်လေးရလဲဒီလိုထမင်းကြော်တဲ့အခါမှာအနံ့အတွက်ကောင်းမွန်စေပါတယ်ဒီအသီးရွက်ကလေးတွေနုံးလာတဲ့ဒီကြုံလိုက်ပါမယ်နုံးလာပြီဆိုလို့ရှိရင်ကနာလီးထားတဲ့မုံငင်းချင်လေးတွေထည့်ပါမယ် ဒီမုံညင်းစင်ကအငဲအရသာကဲတဲ့အတွက်သူကတော့စက်သားမုံလေးပဲနည်းနည်းထထင်လိုက်ပါတယ်။ပြီးရင်တော့အယောင်လာဖို့အတွက်အယောင်တင်မုံအဲတစ်ဖက်စားစုံတစ်စုံလောက်ကိုထည့်လိုက်ပါတယ်။ဒီအားလုံးအရသာရင်းနှံ့သွားအောင်လို့ခဏလောက်ဆက်ကြောပါမယ်။ကြော်ပြီးရဲ့ခါမှာတော့ချက်ဥလေးကိုတစ်လုံးလောက်ဖောက်ထည့်ပါမယ်။ ဒီကျက်ဥအဖက်ကလေးတွေရအောင်လို့တအားကြီးမှွေမပြဖဲနဲ့ဖြစ်ဖြစ်ချင်းပဲမှွေပါမယ်။အဲပြီးရင်တော့စီနေနေနေလို့ထူးကျက်ဥကြော်ထားတဲ့စီလေးကိုနည်းနည်းလေးထပ်ထည့်လိုက်ပါရစေ။ဒီထမင်းကြော်တဲ့အခါမှာဒီလိုကျက်ဥလေးထည့်ကြော်တာကအစိမ့်အရသာလေးကိုပိုးစေတာဖြစ်ပါတယ်။ပေထမင်းမဲကြော်ကြော်ဒီလိုလေးထည့်ကြော်တာကအရင်ကကောင်းပါရဲ့။ ချက်ဥလေးလဲချက်ပြီးဆိုရင်တော့ဒီထမင်းခုနနဲ့ထားတဲ့ထမင်းလေးကိုထည့်ပြီးတော့မွေးပါမယ်အေးမီးပြင်းပြင်းလေးနဲ့ကိုနာထမင်းလေးနဲ့အနှစ်ကလေးတွေအရသာနှံ့သွားအောင်လို့အဆက်မပြတ်မှွေပေးပါမယ်။ပြီးရင်တော့အဆက်အရသာအတွက်ကိုနာညှက်ထားတဲ့ငရုတ်သီးစိမ်းလေးတွေထည့်လိုက်ပါမယ်။ဒီထမင်းလုံးလေးတွေ၆ပြီးတော့မွေးလာတဲ့အထိကြော်ပြီးရဲ့အခါမှာ Mas lali opame သူကတော့အိမ်မှာရှိတဲ့ဒီဖြာပုံပေါ်စံထမင်းချမ်းခက်ပျော့ပျော့လေးနဲ့ကြော်လိုက်လို့မို့လို့ထမင်းစီလေးတွေကတော့အရန်ကြီးလှမနေပါဘူးတခြားသောဒီ basmati စံတို့လို့ရွှေဘူပေါ်စံတို့လို့စံလုံးရှည်ပြီးတော့နည်းနည်းလေးအကျော်တင်းတင်းလေးနဲ့ကြော်မယ်ဆိုရင်ဒီထက်ပိုပြီးတော့ရုပ်ထွက်လာမှာဖြစ်ပါတယ်ဒါပေမဲ့အရာသာကတော့တကယ်ကိုစိုင်လက်ရအတိုင်းကိုပဲမှုေးပြီးတော့တက်လာတာဖြစ်ပါတယ်ဒီပုံစံလေးအတိုင်းလိုက်ကြော်စားကြည့်ပါရှင် ပြီးရင်တော့စားမဲ့ပကံလေးကိုပြောင်းထည့်လို့ရပါပြီရှင်။ဒူကနာကြော်တဲ့တခါပြင်းမောက်မောက်ကဒီလိုတရုတ်ပကံလုံးနဲ့ဆိုရင်နှလုံးစားလို့ရပါတယ်။သူကတော့ဒီခရမ်းကျင်သီးလေးတွေနာနာမင်းလေးတွေနဲ့အလှဆင်လိုက်ပါတယ်။ခုဆိုရင်တော့အရန်ကိုရတာရှိတဲ့ရှူရှဲပွင့်ထွက်စီတဲ့ချင်းငန်ဆက်ပရှူသမင်းကြော်လေးကိုရပြီဖြစ်ပါတယ်။ ဒီထမင်းကြော်လေးကို နေစွန်းအဖြစ်ဖျားစွန်းတော်လေးနဲ့ကန်လိုက်ပါတယ်အရန်စားလို့ကောင်းတဲ့ထမင်းကြော်လေးဖြစ်တာမို့သူနဲ့အတူလိုက်ချက်စားကြည့်ကြပါအောင်ရှင်။သူ့ရဲ့ဗီဒီယိုလေးကို အဆုံးထိချိပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုအသစ်တွေအတွက်သူ့ရဲ့ channel လေးကို like and subscribe button လေးနှိပ်ပြီးအားပေးကြပါအောင်ရှင်။